DBB ကနေ2013ခုနှစ်အတွက်အရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် KIA ကချင်လွတ်လပ်ရေးတပ်မတော်ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်ကိုရွေးချယ်လိုက်ပါတယ်။ဒီသတင်းကိုတော့ဥမ္မောင်တူကတင်ဆက်ထားပါပါခင်ဗျာ။ဟုတ်ကဲ့ပါ။ DBB ကနေ2013ခုနှစ်အတွက်သတင်းလောကမှာလွှမ်းမိုးထားသူတွေ10ဦးကိုအွန်လိုင်းမဲပေးစနစ်နဲ့ရွေးချယ်ခဲ့ရမှာဗိုလ်ချုပ်ဂွန်မော်ရရှိသွားတာပါ။ဗိုလ်ချုပ်ဂွန်မော်အရှင်ဝီရတူအိုင်ရင်စင်မာမြင့်ဘော်လုံးမဲတန်တန်ထွေဒေါက်တာစင်ဒီယာမောင် မိုးဆက်ဝိုင်း နော်အုံးလှသမရာယုံပြောခွင့်ရသူဥယဲထွရုပ်ရှင်မင်းသမီးဖွေးဖွေးနဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဥစော်စော်တို့၁၀ဦးကိုအွန်လိုင်းမဲပေးစနစ်နဲ့ရွေးချယ်ဈေးကရမှာဗိုလ်ချုပ်ကွန်မော်ရရှိသွားတာပါ Federal ပြည်ထောင်စုတပ်မတော်လို့ပြောနေတာကအပိုင်းနှစ်ပိုင်းကျွန်တော်တို့ပြောချင်တယ်ပထမအပိုင်းကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေကနေတောင်းဆိုနေတာကနိုင်ငံကို Federal စနစ်နဲ့တိဆောက်ကြမယ်ဆိုရင် တပ်မတော်ကလည်း Federation နဲ့တိဆောက်ထားတဲ့တပ်မတော်ဖြစ်တဲ့နယ်ဆိုရအပေါ် DBB အင်္ဂလိပ်နဲ့မြန်မာ website စာမျက်နှာတွေမှာမဲပေါင်း2661ပြီးခဲ့ကြရမှာမဲပေါင်း13000ကျော်နဲ့ဗိုလ်ချုပ်ကွန်မော်အများဆုံးရရှိသွားတာလည်းဖြစ်ပါတယ်ဒုတိယအများဆုံးကတော့အရှင်ဝီရတူတတိယကဒေါက်တာစင်တီယာမောင်စရုဋ္ဌကအင်္ဂါစူတောင်းအဖွဲ့ခေါင်းဆောင် နော်အုံးလာတို့ဖြစ်ကြပါတယ်ဦးစောစောက ပြစ်စမအများဆုံးဖြစ်ပြီးဖွေးဖွေးတန်တန်ထွေးမိုးဆက်ဝိုင်းတမရယုံပြောခွင့်ရသူဦးရဲထွန်းနဲ့အာရဇမာမြင့်တို့အဆင့်ဆင့်ရရှိခဲ့ကြပါတယ်။ဗိုလ်ချုပ်ဂုံမော်ဟာလက်ရှိအချိန်ထိအစိုးရနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့နိုင်ငံသားရေးတောင်းခံဖြစ်သလိုဒုစီဦးစီးချုပ်လည်းဖြစ်ပါတယ်။ကိုယ်ကပြောတာအဲ့တော့2010 February မှာကျွန်တော်က ကျွန်တော်တတ်တယ်ကျွန်တော်လိုက်ပြီးဟိုဟာလုပ်တယ်အဲ့တော့တိုက်ပွဲဖြစ်လာနိုင်တယ်အဲ့တော့တိုက်ပွဲဖြစ်လို့ရှိရင်ဒီတိုက်ပွဲတွေကိုကျွန်တော်ကအခြေပြတ်မတော့အမြင်ငိမ့်မှုလို့လေဆိုတော့ကျွန်တော်တတ်မဟာတိုင်းကိုကျွန်တော်လိုက်ပြောတယ်ဥပမာတတ်မဟာမြစ်တနိုင်းဘက်မှာဆိုရင်ကျွန်တော်ကာလာရှိအစိုးရနဲ့ကချင်တိုင်းသားတပ်တွေဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုဥဆောင်နေသူဖြစ်တယ်လို့အစိုးရနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်းပါဝင် ဆွေးနွေးနေသူဖြစ်ပါတယ်။ဒါကြောင့်လည်းပဲ DBB နဲ့ DBB ပြည်သက်တွေက2023ခုနှစ်အတွက် တရင်တွေမှာ အလွမ်းမိုးစုံပုံကူဖြစ်မဲပေးရွေးချယ်ခဲ့ကြတာပါခင်ဗျာ ကျွန်တော်မောင်တူပါ